တိုက်ကြီးမြို့နယ်လယ်သမားတွေရဲ့ရေစင်းရေလန်းကြောင်းနဲ့အင်းတွေကိုရွှေတဲ့ကုမ္ပဏီကပိတ်ဆို့ပြီးငားကန်တွေတူတာကိုရှင်းလင်းမှုမပြုလုပ်ပေးဘူးဆိုရင်တရားစွဲဆိုသွားမယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါရတယ်။ဒီသတင်းကိုကိုရန်နိုင်ကပေးပို့ထားပါရရှင်။တံခွန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ဆင်ချန်ကျေးရွာအုပ်စုအတွင်းရှိရေစင်းလမ်းကြောင်းတွင်နဲ့အင်းတွေကိုပိတ်ဆို့ပြီးတရားမဝင်ငါးကန်တွေတူးထတာကိုဖယ်ရှားရှင်းလင်းမှုမပြုလုပ်ပေးဘူးဆိုရင်တရားဆွဲသွားမယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုလိုက်တာပါတရားမဝင်ငါးကန်တူးထတယ်တူးထရင်သူတို့ ပြန်ဖြတ်ပြီးတော့ပြန်ပြီးတော့မြေကိုပြုပြင်ပေးမယ်ဆိုရင်ဒါဟိုဝင်ဖြစ်လို့မရအောင်ဒါပေမဲ့တဲအောင်မှထပ်ပြီးတော့သူတို့ကဟိုဆက်ပြီးတော့ငါးကန်ကျူးတူးမယ်ဆိုတော့ဒါဥပစကုဒီညိုဝင်မို့ကျူးလွန်တဲ့အတွက်ဒါတရားဆွဲရမှာတရားဆွဲတော့ဥပဒေရတော့ဟိုတည်တဲ့အတိုင်းအလားအနည်းဆုံး6လနဲ့အများဆုံး1000နဲ့3နှစ်ရှိတယ် အခုလိုရေစင်းလမ်းကြောင်းတွေနဲ့အင်းတွေကိုငါးကန်တွေပိတ်ဆို့တူးထားတာကြောင့်ကန်ထက်ပိုင်းမှာလေယာဉ်မြေစိုက်ပျိုးလုပ်ကန်နေတဲ့လယ်သမားတွေဟာရေနစ်မြုပ်မှုကြောင့်စိုက်ပျိုးချိန်တွေစပါးစိုက်ပျိုးဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လယ်သမားတွေကပြောပြခဲ့ပါတယ်။တိုက်ကြီးပိုင်းမှာကျွန်တော်နှစ်စင်နှစ်တန်းရသူ့ဟာနဲ့သူလွယ်တကူချုံးမွေးစာစိုက်ပျိုးစားလို့ရတယ်။ဒီနှစ်မှာတော့ကျွန်တော် စိုက်ပျိုးစားလို့မရဘူး။စိုက်ပျိုးစားလို့မရဘူးဆိုတဲ့အကြောင်းကကျွန်တော်တို့ဒီငါးကန်တူးတဲ့ကြောင့်ပိတ်ဆို့မှုကြောင့်ကျွန်တော်တို့အချိန်မီခါမီ မထွန်ရက်ကမထွန်ရက်တဲ့အချိန်ကမှနောက်ပိုင်းရေဆွဲသွားတဲ့အချိန်ကမှလည်းကျွန်တော်တို့စိုက်ပြိုးရမလားအောင်မေးတယ်မစိုက်ပြိုးရပါဘူးမစိုက်ပြိုးရတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကံရှိနေတဲ့ကာလကြောင့်ဒီမှာရေရအေပြီးတော့ကျွန်တော်တို့မစိုက်ပြိုးရဘူးအဓိကတော့ဒီကံတွေဖြတ်မှသာလဲကျွန်တော်တို့ဒီနားကလယ်သမားတွေအဆင်ပြေမှာပါလောလောဆယ်ကတော့ကံသမားကတော့တထဲဆိုတော့ငါးတောင်တော်တော်ကြီးနေပါပြီကံထဲမှာလယ်သမားတွေကတော့ဒုက္ခရောက်နေသေးပါပဲအဲ့ဒီတော့ကျွန်တော်တို့လည်း ကိုကိုကိုတိုင်ရတာရှက်တောင်ရှက်လာပြီးဘာမှမလုပ်ပေးသည့်အတွက်နည်းနည်းတော့ရှက်လာတဲ့လယ်သမားတွေကနောက်ပြီးတော့လယ်သမားတွေကလည်းကုန်ကြနိုင်စွမ်းလည်းမရှိဘူးလေမရှိတော့ဒီကိစ္စဒီနိုင်ငံတော်အသိအောင်လို့လည်းပြောတယ်ပြောကြတဲ့ကလည်းဒီတိုင်းပဲကြည့်နေတယ်ဆိုတော့ဒီအခုဘလို့လုတ်ပေးမှလည်းဒီလယ်မြေတွေကိုအဲ့ဒီလယ်ယံမြေတွေနဲ့အင်းချောင်းရေစင်းလမ်းတွေကိုရွှေတဲ့ကုမ္ပဏီကပိတ်ဆို့ပြီးတရားမဝင်ငါးကန်တွေတူးထားတာနဲ့ပတ်သက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကအခုလိုအတည်ပြုပြောပြခဲ့ပါတယ်။အစိုးရကတော့ငါးကံမတူးခင်တော့ဒီတောင်သူတွေမှာဘာအခက်အခဲမှမရှိဘူး။ဘာဖြစ်လို့လဲဆိုတဲ့အခါဒီမှာအင်းချောင်းတွေကနေရှိတယ်။ငပိုးရုံအင်းချောင်းကနေပြီးတော့လာမယ်။လာပြီးတော့ငင်းရတိုင်းအိုင်မတွေဆင်းမယ်။ဒီကနေပြီးတော့အင်းအတက်အလက်တွေကနေသွားပြီးတော့တော်ဝန်အင်းချောင်းတွေကိုသွားတာ။ဒီဟာကြီးတွေရေထွက်ပေါက်မပေးသေးသေးဒီကံပေါင်ကြီးနေရှိနေသေးသေးဒီတောင်သူတွေနဲ့ဒီကံသမားနဲ့ပြဿနာဖြစ်နေမှာပဲဒီတောင်သူတွေကလည်း ဒုက္ခရောက်မြဲရောက်နေအောင်ပါပဲအဲ့ဒီငါးကံတွေကိုရွှေတဲ့ကုမ္ပဏီကဥသိမ်းစိန်အစိုးရနဲ့လက်ရှိအစိုးရအကူပြောင်းကာလမတိုင်ခင်2016ခုနှစ်ဖေဖော်ဝါရီလလောက်မှာအပိဓာတ်တူးပေါ်ခဲ့တာဖြစ်ပြီးလက်ရှိအစိုးရကိုလည်းတန်ကြားထားတယ်လို့သိရပါတယ်။စိုက်ပျိုးလုတ်ကင်လို့မရတဲ့လေယာဉ်မြေဧက80ကျော်ရှိပြီးလက်သမား9ဦးရှိပါတယ်။ကျွန်တော်ရင်နိုင်ပါ